ားလုံးမင်္ဂလာပါခင်ဗျာဘူလတ်လဟောင်း98ကနေကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့မှာကစားကြမဲ့ပွဲကောင်းတွေကိုတန်းစီပြီးပွားမှာဖြစ်ပါတယ်ဗရဲကကျွန်တော်ရဲ့မမတွေအားလုံးအဆင်ပြေခဲ့ကြပါတယ်ဗျာစွတ်ပေါ်မှာ3ပွဲပါပေါင်း250ဖြစ်ခဲ့ပါတယ်ပြီးတော့သတူးရဲ့ရောင်းပွဲလဲအင်တာမီလန်အသင်းဘော်ဒီရဲ့ပေါင်း100ဖြစ်ခဲ့ပါတယ်ဒီနေ့ကျမှသတူးကရောင်းပွဲထွက်ပါနေပဲစိတ်ဝင်စားတဲ့သူတွေအောက်ကကွန်မန့်မှာပါညာတွေရှိပါတယ်တွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ် ီးတော့ဘောလုံးပွဲတွေကိုထားကြကြကစားကြတဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုနဲ့တွားရောက်ဆက်သွယ်နိုင်ပါတယ်ပေါင်ကုန်းကကိုကုန်ကုန်းသုံးကနဲ့နဲ့၆၁၁အဲ့ဒီမှာမေးခွန်းနေမေးကိုနဲ့စိတ်ကြိုက်ဖြစ်ပြီဆိုရင်ကြားတလောက်တဲ့ကြိုက်တလောက်ထုတ်နိုင်အောင်သာကစားပြားတကြက်တပြားမှမရော့အောင်ကိုကြီးကျော်ကထုတ်ပေးလိမ့်မယ်အဲ့ဒီဘက်ပိုင်းကိုယုံကြည်စိတ်ချလို့ကျွန်တော်ကြော်ညာပေးတာဖြစ်ပါတယ်အက်စတိုဗီလာနဲ့ဘန်လီကစားကြမဲ့ပွဲတွေပရီးမီးယားလိရဲ့အစောပွဲမြန်မာစံတော်ချိန်ခုနှစ်ခွဲမှာဖြစ်ပါတယ်စောပွဲတွေဒီအပူလောင်တတ်တဲ့တတိထားပြား ဒီဘက်မှာအင်ဂျင်အက်စတိုဗီလာအသင်းကနေဘော်ဒီဂျေး1.30 30ပေးထားတယ်ကိုပေါင်းဂျေးက2အပေါင်း95ပေးထားတယ်အက်စတိုဗီလာအသင်းရဲ့ဘော်ဒီတကြောင်တည်းပဲကြိုက်ပါတယ်ဗျာအေဗာဒန်နဲ့ခရစ်စတပယ်လေးကစားကြမဲ့ဘွဲကလည်း9နိုင်ခွဲမှာပဲဖြစ်ပါတယ်ဒီဘွဲမှာအင်ဂျင်အေဗာဒန်အသင်းကနေဒေဂျေးဒေဝင်ယိုးကနေမြန်မာဂျေးတရေအနှုတ်20ပေးထားတယ်ကိုပေါင်းဂျေးက2အနှုတ်50အတိဖြစ်ပါတယ်ဒီဘွဲမှာခရစ်စတပယ်လေးအသင်းဘော်ဒီကြိုက်တယ်ဂိုးအောက်ကိုကျွန်တော်ကြိုက်ပါတယ် ညူကာဆယ်နဲ့နော့တန်ဖောရက်စ်ကစားရမယ့်ပွဲကလည်းခွန်တိုင်ခွဲပဲဖြစ်ပါတယ်ညူကာဆယ်အသင်းဒီပေါ်ရီဂျေ 1D ဝင်ရောကနေတင်းအနှုတ်20ပေးထားပါတယ်ဂိုးပေါင်းဂျေက3အပေါင်း50ပေးထားပါတယ်ဒီဘက်မှာတော့ဧည့်သည်နော့တန်ဖောရက်စ်အသင်းပေါ်ရီဂျိုက်တဲ့ဂိုးပေါင်းမှာဂိုးပေါင်းအပေါ်လည်းကျွန်တော်ကြိုက်ပါတယ်နောက်ခုတွေကတခုပြောရရင်ဂိုးပေါင်းအပေါ်ပို့ပြီးကြိုက်တယ်ဝူဗန်တန်နဲ့ဘရိုက်တန်ကစားကြမယ့်ပွဲကလည်းခွန်တိုင်ခွဲပဲဗျအဲ့ဒီပွဲမှာ ဧည့်သည်ဘရက်ဒန်တင်းကနေတရေအနှုတ်80ဆိုပြီးတော့ဘော်ဒီကျေးပေးထားတဲ့ဂိုးပေါင်းကျေးက3အပေါင်း80ဖြစ်ပါတယ်။လက်ရှိဘရက်ဒန်တင်းဒီအိမ်ကွေးမဲ့ဖြစ်ဖြစ်ဝေးကွေးမှာပဲဖြစ်ဖြစ်ဒီကြီးလျှောက်ကြီးကိုတော့ခံပြီးတွေ့နေတဲ့အသည်ပြ။ဘရက်ဒန်နဲ့ဝူဗန်တန်ကရန်ကင်းမတူပါဘူးအစစ်သက်မှတ်ချက်လည်းမတူဘူးလက်ရှိရည်တည်မှုလည်းမတူပါဘူး။ဒီပွဲမှာတော့အင်ရှင်ဝူဗန်တန်တင်းဘော်ဒီတစ်ယောက်နဲ့ကျွန်တော်ကြိုက်ပါတယ်။ဒီပရီးမီးယားလိရဲ့အစောပွဲစုစုပေါင်း၄ပွဲမှာကျွန်တော်အကြိုက်ဆုံးပွဲတွေဝူဗန်တန်တင်းဘော်ဒီဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့မန်ချက်စတာစီးတီးကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်စင်နာရီမှာဖြစ်ပါတယ်။အဲ့တဲ့မန်ချက်စတာစီးတီးအသင်းကနေ 1D ပေးထားပါတယ်။ဂိုးပေါင်းကျေးတီ 3D ပေးထားပါတယ်။ဆိုတော့မန်စီးတီးရဲ့ဒီ 1D 3D ဆိုတဲ့ဂိုးပေါင်းကျေးမှာအပေါ်ကိုဇုံလိုက်ကြိုက်ပါတယ်ဗျာ။မန်စီးတီးအသင်းပေါ်ကြီးလည်းကြိုက်တယ်။ဂိုးပေါင်းမှာလည်းဂိုးပေါင်းအပေါ်ကြိုက်ပါတယ်။နောက်ခုတည်းကတစ်ခုရွေးရတယ်။နှစ်သင်းလုံးဒီဂိုးသွင်းနိုင်တဲ့အသင်းတွေဖြစ်တယ်။ 1D 3D လည်းဖြစ်နေတဲ့အတွက်ဂိုးပေါင်းအပေါ်ဒီပိုပြီးစစ်ဖြစ်ပါတယ်။ မန်စီးတီးအနိုင်ဆုံးတကူအကွာနဲ့ကတ်နိုင်ပဲနှစ်သိန်းပေါင်းသွင်းကိုအ ਨੇ ဆုံးသွင်းကိုရောက်မယ်ကမကောင်းရင်တော့အောက်ရှုံးမယ်ဗျာဒီဗိုဒီဗိုအယ်ဗတ်နဲ့ AC ကစားကြမဲ့ပွဲလာလီဂါအစောဆုံးပွဲမြန်မာစံတော်ချိန်6နာရီခွဲမှာဖြစ်ပါတယ်လက်ရှိ AC အသင်းဒီလာလီဂါမှာလုံးဝတရားရခိုင်နှုံးကြီးအောင်နေတဲ့အသင်းဗျာဒီပွဲမှာ AC Alva အသင်းကနေ body check တရေအနှုတ်40ပေးထားတယ်ကိုပေါင်းကျဲက2ပေါင်း20ပေးထားတယ်ဒီပွဲမှာကိုပေါင်းအပေါ်ကျွန်တော်ကြိုက်တယ် ပြီးတော့ FC အသင်းဒီ international break မတိုင်ခင်မှာတော့လုံးဝ body ချေမကြနိုင်တော့ဘူးလို့ကျွန်တော်ထင်တယ် FC အသင်း body ပါကျွန်တော်ကြိုက်တယ်နောက်တစ်တပွဲက7:45မှာကစားမဲ့ Sevilla နဲ့ Barcelona ကစားမဲ့ပွဲအဲ့တဲ့ Barcelona အသင်းကနေ body ချေ1.20ပေးထားတယ်ဂိုးပေါင်းချေက3အနှုတ်40ဖြစ်ပါတယ်လက်ရှိ Barcelona အသင်းဒီဈေးကွက်မှာကြည်အရန်မြင့်နေဆိုရင်အောင်ဖို့ခက်ပြီးတော့အခုလိုကြည်ပပလေးတွေနဲ့ဘာစီလိုနာတဲကအမြဲအောင်လေးရှိတယ်ဗျာ နောက်တစ်ခုကဒီပွဲနဲ့မဆိုင်ပေမဲ့ထည့်ပြီးပြောပြချင်တာကဘာစီလိုနာတင်းတီလက်ရွေးစင်ကစားသမားတွေအများကြီးရှိတယ်။ဆိုတော့ဒီနေ့ညမှာအဲ့ဒီကစားသမားတွေကောင်းကောင်းမွန်မွန်ကစားပါမလား။ကျွန်တော်ကဘာကြောင့်ဒီစကားကိုပြောတာလဲဆိုတော့မင်းကြောက်ကကီလီယမ်အမ်ဘပေ Real Madrid မှာ minutes 70ကျော်သူကစားသွားတယ်။တကူမသွင်းခင်အချိန်အထိကီလီယမ်အမ်ဘပေကလုံးဝ perfect ပဲ။ဒါပေမဲ့သူတကူသွင်းပြီးတဲ့အချိန်မှာ10မိနစ်2မိနစ်လောက်ပဲကြာတယ်။ကိုင်းထဲမှာသူငုတ်တုတ်ထိုင်ပလိုက်တယ်။ကျွန်တော်ကအဲ့မှာဘာကိုတန်မြတ်ဖြစ်သွားတာလဲဆိုတော့ကီလီယမ်အမ်ဘပေဒဏ်ရာရတာဟုတ်ရှင်မှာဟုတ်မယ်။ လပ်အသင်းစီအဖွဲ့နဲ့ကစားသမားပေါင်းပြီးတော့ international break မှာအနာရဖို့ဟိုလုတ်တယ်လို့ကျွန်တော်ကယူဆတယ်သူတို့ရဲ့ဘောင်တွေကဒီဘက်မှာလည်းဒီ Barcelona နီးပြတဲ့ကစားသမားတွေဒီအဲ့ဒီဘောင်တွေကပဲအဲ့လိုမျိုးထပ်လုတ်လာမယ်ဆိုရင်အံ့ဩစရာမရှိပါဘူးဒါပေမဲ့ဒီဘက်မှာ Barcelona အသင်းပေါ်တွေကျွန်တော်ကြိုက်တယ်1.20ဆိုတဲ့ body ချင်းမှာတော့ Barcelona နိုင်ဆုံးတကူအကွာလောက်နဲ့အနိုင်ရသွားမယ်လို့ကျွန်တော်ယူဆတယ်ကိုကောင်းတော့ကျွန်တော်ကိုအောက်ပဲကြိုက်တယ်ဗျာ Espanyol နဲ့ Betis ကစားကြမဲ့ပွဲစဉ်မြန်မာစံတော်ချိန်17:00မှာဖြစ်ပါတယ်ဒီဘက်မှာ ဟဲ့ကြည့်ပေးထားတယ်ဗျအင်ရှင်အစပါညောအတင်းကတော့ခြေကောင်ပပလေးမြန်မာကျင်းနဲ့ဆိုရင်တရင်တော့၅ပြ၁၀ပြလောက်တော့ထွက်ထားတယ်ကိုပေါင်းကျင်းက၃အပေါင်း၈၀အစပါညောလည်းဂိုးတွေတောက်လျှောက်ရနေတယ်ရီယယ်ပက်တစ်လည်းဂိုးတွေတောက်လျှောက်ရတယ်အဲ့လိုနှစ်သင်းကစားမဲ့ပွဲမှာ၃အပေါင်း၈၀၃လုံးသွင်းရင်အပြစ်ယူသွားဆိုတဲ့ကြေးမှာကျွန်တော်ကိုအောက်တစ်ကြောင်းပဲကြိုက်တယ်ဘော်ဒီဆိုရင်တော့အစပါညောအတင်းဘော်ဒီပဲကျွန်တော်ကြိုက်တယ် ဘောလော့ညာနဲ့ပီဇာကလားမဲ့ပွဲတွေမြန်မာစံတော်ချိန်9နာရီခွဲမှာဖြစ်ပါတယ်စီတီအပွဲဖြစ်ပါတယ်အဲ့ဒီပွဲမှာအင်ရှင်ဘောလော့ညာတင်းကနေဘော်ဒီဂျေ150ပေးတယ်ဂိုးပေါင်းဂျေကနေအနှုတ်40ပေးတယ်ဒီပွဲမှာတော့ဧည့်သည်ပီဇာအသင်းဘော်ဒီပဲကျွန်တော်ကြိုက်ပါတယ်ဗျာနောက်ထပ်တစ်ပွဲကဖီယိုရင်တီနာနဲ့ရိုမာတို့ကစားကြမဲ့ပွဲဒီပွဲတွေ9နာရီခွဲမှာဖြစ်ပါတယ်ဧည့်သည်ရိုမာအသင်းကနေဘော်ဒီဂျေတရေနှုတ်30ပေးထားတယ်ဂိုးပေါင်းဂျေကနေအနှုတ်40ဖြစ်ပါတယ် ဒီဘွဲမှာလက်သမောင်းသွင်းကိုများပဲလို့ယူဆတယ်ဂိုးပေါင်းအပေါ်ကြိုက်တယ်ပြီးတော့ဧည့်သည်ရိုမာအသင်းဘော်ဒီလည်းကျွန်တော်ကြိုက်ပါတယ်နောက်ထပ်တစ်ဘွဲကဘွန်နက်လီကဘွဲစတုတ်ဂတ်နဲ့ဟိုက်ဒီဟိတ်နှုတ်ကစားကြမဲ့ဘွဲဒီဘွဲကမြန်မာစံတော်ချိန်၈နာရီမှာဖြစ်ပါတယ်အင်ရှင်စတုတ်ဂတ်အသင်းကနေဘော်ဒီကျေးတရေအတင်းနှုတ်80ပေးထားတယ်ဂိုးပေါင်းကျေးက3နှုတ်80ပေးထားတယ်ဒီဘွဲမှာအပေါ်ကိုဇုံလိုက်ကြိုက်ပါတယ်စတုတ်ဂတ်အသင်းဘော်ဒီလည်းကြိုက်တယ်ဂိုးပေါင်းမှာဂိုးပေါင်းအပေါ်လည်းကြိုက်ပါတယ်ဟမ်ဘာဂါနဲ့မိန်းစတုတ်ကစားကြမဲ့ဘွဲ၁၀နာရီမှာဖြစ်ပါတယ် ဲ့တဲ့ mace အသင်းကလည်းတရင်နှုတ်90ပေးထားတဲ့ဂိုးပေါင်းကြီးက 3D ဖြစ်ပါတယ်ဒီဘွဲလည်းဂိုးပေါ်ကြိုက်တယ်ဗျမော်ရှန်ကလဗက်နဲ့ဖရိုင်ဘက်ကစားမဲ့ဘွဲကမြန်မာစံတော်ချိန်17နာရီတိမှဖြစ်ပါတယ်အင်ရှင်မော်ရှန်ကလဗက်အသင်းကလည်းတရင်အနှုတ်20ပေးထားပါတယ်ဂိုးပေါင်းကြီးသည်3ပေါင်း90ဖြစ်ပါတယ်ဆိုတော့ဘွန်နက်လီကကစားတဲ့ဘွဲတွေဗျဂိုးပေါင်းကြီး3ပေါင်း90ဆိုတာဟာကပြီးတော့ဂိုးအောက်ကိုပဲကစားရမဲ့ဘွဲလို့ကျွန်တော်ယူဆပါတယ် ဒီပွဲမှာ go out တကြောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပါတယ်။ Sony Live နားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ကြီးအများဆုံးအေးချမ်းပါစေ။အတ္တမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ။